အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗောနော်အဲ့တော့ဒါဂျီနေ့မှာကျွန်တော်ပြောသွားခြင်းတဲ့အကြောင်းအရာတစ်ခုကတော့သိပြီးထူးထူးဆဆန်တော့မဟုတ်ဘူးလက်ရှိမှာဒါသိကြရတဲ့အတိုင်းပဲ Manchester City အသင်းနဲ့ဒါကြောင့် Kevin De Bruyne တို့ရဲ့ land ခွဲခြင်းကိစ္စဗောနော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒါမှန်တိုင်းပြောမှာဒါကျွန်တော်တို့ကိုတော်စင်ရဲ့ဒါ page ဖြစ်တဲ့ဒါကြောင့် Web Passion က Manchester City page ကတင်ထားမှကျွန်တော်လက်ဒီဒီသိတာဗောနော်ကျွန်တော်နေနေဒါ CD နဲ့ပတ်သက်ပြီးဘယ်လိုဖြစ်လဲမသိဘူးเนาะကျွန်တော်ရဲ့ Twitter ဘက်မှာဒီကိစ္စနဲ့ပတ်သက်ပြီးတက်မလာပြီ။ဒါပေမဲ့အခုမှပြန်ရှာကြည့်မှဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တင်ထားခဲ့တဲ့ဒါသတင်းဌာနတစ်ခုနှစ်ခုတွေ့ခဲ့ရပြီးတော့ Kevin De Bruyne အနေနဲ့အခုလက်ရှိမှာဒါသူ့နဲ့စာချုပ်တင်မချုပ်ခဲ့တဲ့ Manchester City အကြောင်းကိုဒါကျွန်တော်သူ့ရဲ့အကြောင်းကိုသူ interview ပုံစံမျိုးပြောခဲ့တာကိုတွေ့ခဲ့ရတယ်။အဲ့တော့လက်ရှိမှာဒါဒီဗီဒီယိုအတွက်ဒါကျွန်တော် idea ရအောင်လုပ်ပြီးတဲ့ကိုတော်စီရဲ့ဒါကျွန်တော် web version Manchester City page ကိုလည်းအများကြီးကြည့်တင်ပါတယ်ဗောနော။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester City နဲ့ဒါကျွန်တော်တို့ ကေဗင်ဒဘိုင်းနာတို့ကလာမယ့်နေရာဒီမှာဒါကျွန်တော်တခိုင်းရတ်တမှာဖြစ်ပါတယ်ကေဗင်ဒဘိုင်းနာကသူ့ရဲ့ဆိုရှယ်မီဒီယာမှာသူဒီဒါကျွန်တော်မန်ချက်စတာစီးတီးအသင်းနဲ့ဒါကျွန်တော်လမ်းခွဲတော့မှာဖြစ်ကြောင်းကိုတရားဝင်တာကြေညာပြခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီနောက်ွယ်မှာဖြစ်ခဲ့တဲ့ scenario တစ်ခုလုံးကဒါကျွန်တော်တို့ CD ပြည်သက်တွေကိုလည်းအန်အောစီခဲ့လို့ကျွန်တော်ပါဒါဖတ်နေတဲ့လူပါ နည်းနည်းကြောင်တောင်ဖြစ်သွားစေခဲ့ရဆိုတော့ဗျ။ဒါပေမဲ့ City ကဒါပြည်သက်တွေကသူတို့အသင်းကိုချိန်ဆနေသူတို့အနေနဲ့ချစ်စိတ်နဲ့ဒါကျွန်တော်တို့အနေနဲ့နားလည်ပြီးလို့ဒါပေမဲ့ကျွန်တော်အနေနဲ့ဒါ City ကအခုနောက်ပိုင်းဒါကစားသမားတွေနဲ့ပတ်သက်ရင်စီးပွားရေးစင်တာကိုကျွန်တော်အမြဲတမ်းတွေ့ရမယ်တဲ့မှာပါတယ်။ဒါ Kevin De Bruyne ကလည်းဒါဒီညမှာစီးပွားရေးစင်တယ်ဆိုတဲ့ပုံစံမျိုးခက်ဆက်ဆင်ပြောခဲ့ရတဲ့မှာပါတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကိုဘာကိုပြောချင်တာမှတ်မှတ်ရပါတယ်။ City အသင်းကသူတို့အသင်းမှာဒီကစားသမားကအဆင်မပြေတော့ဘူး။အသုံးမလူတော့ဘူး။အသင်းအတွက်အကျိုးမပြုတော့ဘူးဆို City အသင်းနဲ့ဒီကစားသမားကိုဒါကျွန်တော်အသင်းကနေလက်လွတ်ဖို့အတွက်လုံးဝလုံးဝဝန်မလေး ီးတဲ့အသစ်သစ်ဖြစ်တယ်။ဒါကကျွန်တော်ဒါကျွန်တော်တို့ စိတ်မှန်စောလို့ရောက်ပြီးကြတဲ့အသင်းတသင်းမှာဒါဒီကစားသမားကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဒီအသင်းပေါ်ဘလောက်ဒီအကျိုးပြုနိုင်လဲပေါ်မူတည်ပြီးဒီကစားသမားကိုထားလိထားတာရှိတယ်။စီးသင်းနဲ့တို့အသင်းပေါ်တို့အသင်းအကျိုးမပြုနိုင်ဘဲနဲ့ဒီကစားသမားကိုဘယ်တော့မှအသင်းမှာထားလိမရှိဘလောက်ဒီကောင်းရဖြစ်စေဥပမာလက်ရှိမှာဂျာကို cancel လို့လို့ scenario အဲ့တော့စီးသင်းကရှင်းတယ်တို့အနေနဲ့ဒါတို့အသင်းပေါ်ဒီကစားသမားဘလောက်ဒီ impact ပြနိုင်လဲ impact ပြတဲ့ပေါ်မှာစီးသင်းဒီဘယ်တော့မှဒီကစားသမားကိုငွေပေးဖို့အတွက်ဝင်လေးရသေးတဲ့သင်းမဟုတ်ဘူး။လက်ရှိမှာစီးဒီအသင်းအနေနဲ့ဒီလိုမျိုးဆုံးဖြတ်ချက်ချတာကအသင်းပေါ်ဘလောက်ထိဒါ ကျွန်တော်တို့ impact ပေးနိုင်လဲဆိုတော့တိုက်တာပြီးမှာဆိုအဲ့တော့ကျွန်တော်ဒီနာဒီညမှာခွဲပြီးစဉ်းစားမိတာနှစ်ခုရှိတယ်ပထမဆုံးတစ်ချက်အနေနဲ့ CD သင်းကဒီလူမျိုး Kevin De Bruyne ကိုလွယ်လွယ်နဲ့သူတို့ဘက်ကစပြီးတော့လက်လွတ်နိုင်တယ်ဆိုကြတဲ့ကသူတို့နဲ့ Kevin De Bruyne ကိုအစားထိုးဖို့အတွက် ပလန်ကအကြီးရှိပြီးသားဥမာလက်ရှိမှာအဂွေရိုကိစ္စလိုပဲအဂွေရိုထွက်ပြီးနောက်နှစ်မှာဒါကျွန်တော်အယ်လန်ဟာလန်ချက်ချင်းရောက်လာတယ်အယ်လန်ဟာလန်နဲ့ဒါအလုပ်ဖြစ်သွားခဲ့တယ်ဒီတိုင်းမဲ့ဒါကျွန်တော်မြင်ကြည့်တာကေဗင်ဒရိုင်နာထွက်သွားမယ်ကေဗင်ဒရိုင်နာရဲ့နေရာကိုအစားထိုးဖို့အတွက်အခုချိန်မှာတရားဝင်စကားပြောပြီးနေပြီလို့တော့ကျွန်တော်ကတော့ထင်ပြီးတဲ့မှာပါတယ်အဲ့တော့ကေဗင်ဒရိုင်နာဘာပြောခဲ့လဲကေဗင်ဒရိုင်နာဒီစာချုပ်ဖြတ်သူတို့နဲ့ဒါစာချုပ်တက်တန်းပထမကေဗင်ဒရိုင်နာထင်တာကသူကတစ်နှစ်လောက်တောင်း 1+1 လောက်သူကတိုးမယ်လို့ထင်ထားခဲ့တယ် ဒါပေမဲ့ Kevin De Bruyne အနေနဲ့အခုလက်ရှိဒါကျွန်တော်ဟိုသူများတွေလို့ဒါဟိုဥမာပြဒါအခုလက်ရှိဒါ Liverpool မှာ Salah ဒါ Van Dijk တို့ကောပါလဲ contract တော့အခြေကြီးပြောပြီးမှဒါအဆင်ပြေတယ်မပြေဘူးဥမာလက်ရှိမှာငါကတော့၄သိန်းလိုချင်တယ်မင်းတို့က၃သိန်းကိုအဲ့ဒါကြောင့်အဆင်မပြေတော့ငါဆိုအဲ့လိုမဟုတ်ဘူး ကေဗင်ဒေဘရိုင်းနာနဲ့ဒါကျွန်တော်မန်ချက်စတာစီးတီးနဲ့ဒီကျွန်တော်တို့ကေဗင်ဒေဘရိုင်းနာကိုမန်ချက်စတာစီးတီးဘက်ကနေငါတို့စာချုပ်သစ်မချုပ်တော့ဘူးကွာလို့မပြောသင့်ခင်ဒီစာချုပ်သစ်နဲ့ပတ်သက်ပြီးဘာမှပြောချင်းဆိုချင်းမရှိဘူးဆိုကေဗင်ဒေဘရိုင်းနာဝန်ခံလာခဲ့တယ်။သူအနေနဲ့အကယ်၍ခုနပြောဆိုအသင်းဘက်ကနေ communicate လုပ်လာမယ်ဆိုတော့စာချုပ်သစ်အတွက်ဆိုင်ခုနပြောလို့ဘယ်လိုမျိုးဒါသွားကြမလဲဆိုတဲ့ပုံစံမျိုး communicate လုပ်လာမယ်လို့သူအနေနဲ့ expect လုပ်ထားခဲ့တယ်။တိုးပေမဲ့တော့ညာလေဒါကေဗင်ဒေဘရိုင်းနာကဒါသူ့အနေနဲ့ အခုလက်ရှိကျွန်တော် Instagram မှာတွေ့ရမြင်ရတဲ့ post မတိုင်ခင်တပတ်လူလောက်မှသူ့အနေနဲ့ဒါသိခဲ့တာဗောနော်သူ့အနေနဲ့ဒါ Manchester City အသင်းကနေပြီးတော့သူ့ကိုဒါကျွန်တော်ခေါ်ပြီးပြောခဲ့တယ်မင်းကိုတော့ငါတို့အလိုမရှိတော့ဘူးမင်းအနေနဲ့ဒါခုနကပြောသူပဲလာမယ့်ရာသီမှာငါတို့လည်းမင်းကိုစာရုပ်သွင်းမချုပ်ပေးဘူးအဲ့တော့မင်းအနေနဲ့ကြိုက်တဲ့ club ကိုရှာပြီးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုပြောခဲ့တဲ့သဘောမှရှိတယ်ပြတ်သားတယ်ဗောနော်အဲ့တော့လက်ရှိမှာ Kevin De Bruyne ကဒီ Super Channel ပတ်သက်ပြီးတော်တော်လေးကို surprise ဖြစ်သွားခဲ့တယ်ဘာသူ့အနေနဲ့ at least တော့ဒါ contract talk အနေနဲ့ဒါကျွန်တော်စာရုပ်စာတမ်းနဲ့ပတ်သက်ပြီးစကားတွေပြောကြမယ်လို့ထင်ထားခဲ့ပေမဲ့အဲ့လိုမျိုးမဖြစ်ခဲ့တာ Kevin De Bruyne ကလည်းတော်တော်လေးကိုစိတ်ဝင်စားအဲ့လိုတော်တော်လေး ူးသူ့အနေနဲ့သူ့ဘက်ကကြည့်မယ်ဆိုလဲမှန်တယ်ဗျကာလာရှေချာတာကျွန်တော်တတ်တော်ရင်ပေါ့နော်ဒါကေဗင်ဒဗရိုင်းနာကမန်ချက်စတာစီးတီးရဲ့ legend တယောက်ပဲ without the double legend ပဲ comedy legend ဆိုရင်ကေဗင်ဒဗရိုင်းနာရဲ့ legend ပဲကေဗင်ဒဗရိုင်းနာ legend တယောက်ကိုခုနပေါ် at least တော့ခုနပေါ်ကတစ်နှစ်ထားမှလားနှစ်နှစ်ထားမှလားဆိုတဲ့ပုံစံမျိုးနဲ့ဆွေးနွေးမှာစာဒါခုနပေါ်မင်းကိုလာမဲ့ဟိုຫນွေရာဒီမှာစာချုပ်ကိုယ်ရင်တော့ငါတို့အတင်းကလုံးမရှိတော့ဘူးမင်းအနေနဲ့ဒါသွားလို့ရသွားနိုင်ပြီဆိုတဲ့အကွက်နေတဲ့ချိန်မှာသူ့အနေနဲ့ဒါကျွန်တော်တော်တော်လေးကိုဒါ surprise ပြီးတော့ဒီဆုံးဖြတ်ချက်ကအသင်းဘက်ကချရတယ်ယုတ်တရက်ချပြီးတော့သူ့ကိုအသိပေးတဲ့အချိန်မှာလည်းယုတ်တရက်ဖြစ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုဒါ तू ပြောခဲ့တယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့လုံးဝဒီ scenario ကြီးတစ်ခုလုံးကသူ့အတွက်ကတော်တော်လေးကိုတုံ့လှုပ်သွားခဲ့ပြီသူတုံ့လှုပ်သွားတယ် surprise ဖြစ်သွားသူ့အတွက်ကတော်တော်လေး awarding သွားတဲ့ပုံစံပုံစံမျိုးပေါ့အဲ့တော့ Kevin Bryant ဘက်ကပြန်ကြည့်တော့လေလက်ရှိမှာသူကဒဏ်ရာကလုံးဝအကင်းမသေးသေးဘူးကြက်သားဒဏ်ရာကြံသေးတယ်ဆိုပြီးသူပြောထားတယ်သူ့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာ ဒီလိုမျိုးဒါကျွန်တော် highest level တစ်ခုမှခြေစွမ်းပြနိုင်စွမ်းရှိတယ်။ဒါနဲ့ဆက်ဆက်ပြီးပြောမယ်ကေဗင်ဒဘရိုင်းနာဒါကြောင့်မို့လက်ရှိချိန်ထိဒါဥရောပဒါမှမဟုတ် Premier League မှာဆော့ဖို့အတွက်သူစူးစမ်းနေစေဖြစ်တယ်။ Premier League က club တွေအနေနဲ့သူ့ကိုခေါ်မယ်ဆိုရင်လည်းခေါ်လို့ရကြအောင်ကေဗင်ဒဘရိုင်းနာပုံမလေးလေးပြောသွားတယ်။ရှင်းနေပြဒီနေရာမှာဒါကျွန်တော် business အရန်ဆန်တဲ့နှစ်ဖက်လုံးက Manchester City ကလည်း okay မင်းရဲ့လာစာများတယ်မင်းအနေနဲ့ဒီလာစာနဲ့တူတာဒါ City အသင်းကရှင်းတယ်လာစာနဲ့တန်တဲ့ခြေစွမ်းတစ်ခုမင်းမပြရင်မင်းကြောင်းအဲ့လိုပုံစံမျိုးအဲ့တော့ လက်ရှိမှာ City Bank ကနေပြီးတော့ Kevin De Bruyne ကိုစာချုပ်သစ်မချုပ်တဲ့နေရာမှာဒီညမှာအရန်အရေးကြီးတဲ့အချက်ကအခုလက်ရှိမှာအသင်းက struggle လုပ်နေတယ်။ Kevin De Bruyne ပါသည်ဖြစ်စီမပါသည်ဖြစ်စီဒီအသင်းကလက်ရှိမှာဒါကျွန်တော် တော်တော်လေးကိုခြေစွမ်းရနေစင်းတဲ့ကြောင့်မို့ဒီခြေစွမ်းနေစင်းတဲ့အပေါ်မှာဘယ်ကစားသမားတွေတာဝန်ရှိတယ်လို့ကြည့်တဲ့အချိန်မှာဒါ Kevin De Bruyne ပါတယ်ကြောင့် Kevin De Bruyne အသင်းကထွက်လဲဒီအသင်းကဒီခြေစွမ်းပြမယ်မထွက်လဲဒီအသင်းကဒီခြေစွမ်းပြမယ်ကြောင့် Kevin De Bruyne ရှိလဲဖြစ်တယ်ဒီအသင်းကမရှိလဲဖြစ်တယ်ဆိုတဲ့ scenario ကိုရောက်သွားတဲ့ကြောင့် Kevin De Bruyne အလိုမရှိတော့ဘူးလို့ဆိုလို့ရတယ်တမန်ပါအဲ့တော့ ကေဗင်ဒဘိုင်းကတော့စိတ်မကောင်းဘူးနော်သူတော်တယ်မကောင်းတာမဟုတ်ပဲတသိလုံးမကောင်းတဲ့အချိန်မှာသူ့အနေနဲ့ဒါကတာဝန်မယူနိုင်လို့လွတ်ဖြစ်ရကြောင်းသူကိုယ်နဲ့တန်ရာကြောင့်မို့အကြီးကျယ်ရုန်းကန်နေရတဲ့အချိန်မှာအသင်းကိုအများကြီးမကူပေးနိုင်တဲ့အတွက်ကြောင့်အများကြီးစိတ်မကောင်းဖြစ်တယ်ဒါပေမဲ့ဒီအသင်းရဲ့လက်ရှိဖော်မကသူတော်တယ်တော်မဟုတ်ဘူးနဲ့တသိလုံးမကောင်းတဲ့အချိန်မှာသူ့အနေနဲ့ ဒါ fee ဖြစ်တယ်ပေါ့နော်အဲ့တော့ပူပြီးတော့ quality သွားကြသွားတာ Kevin De Bruyne ရဲ့စာချုပ်တက်တန်းကုန်တဲ့အချိန်နဲ့ခြေစွမ်းကျတဲ့အချိန်နဲ့ quality သွားကြကြတယ်ဒီနေ့မှာ Kevin De Bruyne ပြောပုံရအခုလက်ရှိမှာသာ Manchester City အသင်းကခြေစွမ်းရအရန်ကောင်ပြီးပြီးရထိုက်တဲ့တိုက်တဲ့ challenge မှာရှိနေခဲ့သေးဦးမယ်ဆိုရင်တော့သူ့ကိုစာချုပ်သစ်ချုပ်ဖို့အတွက်အသင်းကဆွေးနွေးအောင်ဆွေးနွေးအောင်မယ်ဆိုတဲ့ပုံစံမျိုးပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒါကြီးမှာဒါကျွန်တော်တို့ Manchester City ဘက်ကနေပြီးတော့ Kevin De Bruyne ရဲ့ scenario ကို handle လုပ်သွားတာလုံးဝတော့ဒါကျွန်တော်တို့အဲ professional ပဲ personal assignment နဲ့ professional အပြည့်ဆန်သွားခဲ့တယ်။လောက business ပေါ့နော်။ဒါစီးပွားရေးရန်ဆန်သွားခဲ့တယ်။ဒါ Kevin De Bruyne ကလည်းပြောပါတယ်သူနေနဲ့ club အသင်းနေနေဒီလိုမျိုးဒါဆွန့်ဖက်ချက်ချရမယ်ဆိုသူနေနားလေတယ်။ဒါပေမဲ့ Kevin De Bruyne ဘက်ကလည်းပြက်တယ်။သူနေနဲ့ခုနကလက်ရှိမှာသူ့ရဲ့မိသားစုအနေနဲ့ဒါတခြားသောနေသူကလေးတွေငယ်သေးတယ်။အဲဒါကြောင့်သူမိမလည်းဒါကျွန်တော်တို့အခြေချဖို့အတွက်စူးစမ်းနေစေဖြစ်တဲ့ကြောင့်သူအနေနဲ့တခြားသောနိုင်ငံကိုပြောင်းမှထပ်ဆိုင်သူဒီအင်္ဂလန်နိုင်ငံကိုချက်။အဲ့တော့ မန်ချက်စတာစီးတီးပရိသတ်တွေအနေနဲ့ကီဗင်ဒရိုင်းနာကိုလာမယ့်နှစ်မှာအင်္ဂလန်မှာတခြားအသင်းတို့အသင်းမျိုးမှာဒါတွေ့ရမယ်ဆိုရင်လည်းစိတ်မကောင်းမဖြစ်ဖို့အတွက်သူကတော့ဒါကြောင့်ကြိုပြီးတော့စကားပလင်ခံထားတဲ့သဘောမှရှိတယ်။လက်ရှိမှာကီဗင်ဒရိုင်းနာရဲ့ဈေးကိုပေးနိုင်မဲ့ကလပ်ကဘယ်သူရှိလဲ။ပုံမှန်လေးလင်းပြောရမယ်ဆိုရင်လက်ရှိမှာမြို့ကပြိုင်ဖြစ်တဲ့ United ရှိမယ်။ ပြီးရင်တော့ Chelsea ရှိမှာကျွန်တော်ထင်တယ် Chelsea စီ Kevin De Bruyne ပြန်မြရောက်သွားအောင်မလားတော့မြင်မိတယ်ဒီနေ့မှဒါ Liverpool သင်းခေါ်လို့ရတယ် Liverpool သင်းနဲ့ဒါ Kevin De Bruyne ကိုဒါကွင်းလယ်နေရာမှာခေါ်မယ်ဆိုတော့တော်တော်လေးကိုပြည်စုံသွားနိုင်တယ်မှာပါတယ်လူတိုင်းမြင်ချင်းနဲ့ Kevin De Bruyne ဆာလာအတွဲကိုလည်းတွေ့သွားနိုင်တယ်ဒါပေမဲ့လက်ရှိမှာ Kevin De Bruyne နဲ့ကျွန်တော်တို့ဒါအတိအဆုံးသတင်းတွေတရားဝင်စကားပြောနေတာကတော့ဒါကျွန်တော်တို့ American သင်းနဲ့ဖြစ်တယ်ဟိုနေ့က Chicago Fire နဲ့လည်းစကားပြောနေပြီ David Beckham အသင်းဖြစ်တဲ့ Inter Miami နဲ့လည်းစကားပြောနေလို့သိရတယ်မှာပါတယ် Inter Miami ဘက်ကတော့ရှင်းနေပြ Lionel Messi နဲ့တွဲဆော့ဖို့တော့သူတို့အနေနဲ့ဒါကျွန်တော်အဓိက စူးစမ်းသွားမှာဖြစ်ပြီးတော့ကေဗင်ဒရိုင်းနဲ့လီယိုနယ်မက်ဆီအတွဲကိုလာမဲ့တာကျွန်တော်တို့ကလပ်ဝေါ်ကပ်မတိုင်ခင်မှာမြင်ရဖို့အတွက် လက်ရှိမှာဒါအသေးအနေနဲ့စူးစမ်းသွားဖို့တပြင်ဆင်လာခဲ့တယ်ဆိုတဲ့တဲ့တင်လည်းထွက်ပေါ်လာခဲ့တယ်။အဲ့တော့လက်ရှိမှာကေဗင်ဒဘရိုင်းနာအနေနဲ့ကသူစိတ်မကောင်းဖြစ်တာကသူအနေနဲ့ခြေစွမ်းနေနဲ့ကြာသွားတဲ့အသင်းကလုံးဝမကြည့်တော့ဘဲနဲ့သူ့ကိုစီးပွားရေးဆက်ဆံထုတ်ပြခဲ့တယ်။ဒါကိုသူလုံးဝ surprise ပြီးတော့ခုနကပေါ့သူလက်ရှိ Instagram မှာ post မတင်ခင်တပတ်လို့တော့မှသူအနေနဲ့တီးခဲ့ရပြီ။ဒီတီးခဲ့ရတဲ့အကြောင်းအရာမှာသူအနေနဲ့အချိန်ကလုံးဝအံ့ဩတင်သွားခဲ့ပြီ။ဘာမှလုပ်လို့မရခဲ့ဘူးပေါ့နော်။ပြီးလည်းပြီးတော့ဒါသူသူတီးတဲ့အချိန်မှာသူတိမ်တိမ်လုံးမှသူတယောက်ပဲရှိတယ်။ပြီးလည်းပြီးတော့သူ့ရဲ့သူ့မိသားစုပြန်လာသူပြောလိုက်ချက်မှာသူတော်တော်လေးစိတ်သက်သာရသွားခဲ့တယ်။ဒါပေမဲ့အခုချိန်နေသူမယုံနိုင်သေးဘူးပေါ့နော်။အဲ့တော့ စီတီဘက်ကတော့ရှင်းပါတယ်လုံးဝတော့ကျွန်တော်စီပွားရေးဆန်သွားခဲ့တယ်ဒါခုနကပေါ်ကေမန်ဒဘရိုင်းနာဘက်ကလည်းအခုချိန်မှာစီပွားရေးဆန်ဖို့အတွက်ဝင်မလီဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့တော့နည်းနည်းတော့ဒါကျွန်တော်အတင်းအတင်းလေးတွေတော့ရှိသွားခဲ့တာပေါ့နော်ဒါကျွန်တော်ကောင်းသော language ချင်းမဟုတ်ဘဲနဲ့ဒါမသိမသာမကောင်းတဲ့ language ချင်းတစ်ခုပုံစံမျိုးတော့ဖြစ်သွားလည်းမဲ့ကေမန်ဒဘရိုင်းနာကသူကနားလည်ပြီးပါတယ်သူနေတာအတင်းတင်းကကလပ်အတင်းတင်းကနေပြီးစီပွားရေးဆန်နေလို့အဲ့တော့တစ်ဖက်ကကလပ်တစ်ဖက်ကပြကြည့်မယ်ဆိုလဲတပတ်လုခ၄သိန်းငွဲလောက်ရနေတယ်၄သိန်း၄သိန်းငွဲလောက်ရနေတယ်လူတယောက်အနေနဲ့ဒါ highest performance မပြနိုင်တော့အလကားပဲပေါ့နော်အဲ့တော့ ဘလိုပဲကြည်တာကလပ်ပသင်းဘက်ကလည်းဒါကြည်ရင်တော့ halfly man နဲ့ဒါကလပ်အသင်းကစားသမားဘက်ကကြည်တော့လေငါစနေလောက်ဒီအသင်းကိုလုတ်ပေးခဲ့တာဒိုင်ယန်လေးကနည်းနည်းလေးရသွားတယ်အသင်းကငေါက်ကန်ထုတ်တော့တာပဲဆိုလေ feeling ဖြစ်သွားတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4 တို့မှာကျင်းလို့ဆင်ပေါအောင်ကုညီလို့ရပါတယ်မိမကြီးလည်းကလပ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv4 တို့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့် ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AA စစ်စစ်တွေ့ကြတာပေါ့အားလုံးမကြူတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါဆုမွန်ကောင်းတောင်းပြီးနေပဲဒီပါဗျာ